အားလုံးပဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိချမ်းတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒေါ်လာ2.5ဘီလီယံပို့ Bitcoin ဝယ်ဆိုဖို့ Trend Media ကြေညာတဲ့သတင်းနဲ့အတူထိုင်းမှာ Crypto နဲ့ရှင်းဖို့အိမ်မက်တဖြည်းဖြည်းအကောင့်ထဲပေါ်လာနေတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူ Kiki ပါ ပထမအဆုံးသတင်းတပေါ်အနေနဲ့ဒေါ်လာ2.5ဘီလီယံပေါ်ဘစ်ကွိုင်းဝယ်ဆိုဖို့ Trend Media ကြေညာချက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဒေါ်လာ2.5ဘီလီယံပေါ်ဘစ်ကွိုင်းတွေဝယ်ဖို့ Trend Media အတည်ပြုလိုက်ပါပြီ။မနေ့တနေ့ကမှဘစ်ကွိုင်းတွေဝယ်ဖို့မရှိပါဘူး။သတင်းအမှားတွေပါလို့ DMTG Trend Media and Technology Group ကပြောခဲ့ပေမဲ့မကြခင်မှာပဲဘစ်ကွိုင်းတွေဝယ်ဖို့အစီအစဉ်ကိုကြေညာခဲ့တာပါ။ဒါကြောင့် Trend တို့အခွဲပြောတာတွေကိုတည်ယုံလို့မရပဲဖြစ်ရင်သာဖြစ်တယ်လို့မှတ်ရမယ်ပုံပါပဲ။ အခု $2.5 billion ဘောဘေကွန်ဝယ်ဖို့အစီအစဉ်မှာတော့ $1.5 billion ဘောစတောက်ရှယ်ယာရောင်းချမှုနဲ့ $1 billion ဘောစီနီယာဘောင်းတွေကိုပေါင်းဆက်သွားမှာဖြစ်ပြီးမေလ29ရက်နေ့မှာအယောင်ပိတ်သိမ်းသွားမှာပါ။ DMDG အနေနဲ့ Bitcoin ဟာဘန်နာရီလွတ်လပ်မှုရဲ့ထိတ်ဆုံးနေရာမှာရှိနေတယ်လို့ DMDG အနေနဲ့လည်း cryptocurrency တွေကိုအရေးကြီး asset တစ်ခုအဖြစ်ခံထားမှာဖြစ်ပြီး DMGDG အနေနဲ့လည်း cryptocurrency တွေကိုအရေးကြီး asset တစ်ခုအဖြစ်ကင်ထားမှဖြစ်ပြီးအခုချိန်ဤမြုံနှံမှုဟာဘန်နာရဲ့အဖွဲ့အစည်းတွေရဲ့နှိမ်ချဆက်ဆံမှုကနေ DMDG ကိုကာကွယ်ပေးလိမ့်မယ်လို့ဆိုထားပါတယ်။တကယ်တော့ Bitcoin ဝယ်ဆိုလာတာဟာ DMDG မှမဟုတ်ပါဘူး။ကမ္ဘာတဝန်းကစီးပွားရေးလုပ်ငန်းတွေဟာ Bitcoin ဝယ်ဆိုဖို့ကိုစိတ်ဝင်စားလာကြပြီးအရင်ကဝယ်ဆိုကြသူတွေက ပိုဆိုလာနေကြတာကိုတွေ့ရပါတယ်။ ဒီအချက်ဟာဘစ်ကွိုင်းဟာတဖြည်းဖြည်း mainstream ဖြစ်တဲ့ဖြစ်လာပြီဆိုတာကိုညွှန်ဆိုနေသလိုဘစ်ကွိုင်းစေးကိုလက်ကြီးသမားတွေခြေလဲခံရနိုင်ခြင်းများတာကိုလည်းဆိုရင်စရာဖြစ်စေပါတယ်။ခံမမှုတွေအရတော့ဒီနောက်အတိုင်းသာလုပ်ငန်းကြီးတွေကဘစ်ကွိုင်းဝယ်ဆိုသွားမယ်ဆိုရင်2045ခုနှစ်လောက်မှာ Bitcoin supply ရဲ့90%ခန့်ကလုပ်ငန်းကြီးတွေလက်ထဲရောက်သွားနိုင်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Time Mark Crypto နဲ့ရှင်းဖို့အိမ်မက်တဖြည်းဖြည်းအကောင့်ထဲပေါ်လာနေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ထိုင်းဆိုရဟာ Crypto နဲ့ချိတ်ဆက်ထားတဲ့ Credit Card တွေထုတ်ဖို့နည်းလမ်းတွေကိုစဉ်းစားနေပါတယ်။နိုင်ငံခြားသားခီးသွားတွေအနေနဲ့ခရစ်တိုနဲ့ငွေပေးချေလို့ရနိုင်ဖို့အတိအကျယူရပြီးတော့ပြည်ရင်းကဆိုင်တွေမှာခရစ်တိုနဲ့လက်ခံတဲ့စနစ်ကိုအကောင့်အထည်ဖော်ဖို့ကြိုးစားလာတာပါဒီစနစ်အတွက်ကိုအရင်ဆုံးဥပဒေတွေတည်ထောင်ချမှတ်သွားရမှာဖြစ်ပြီး digital asset တွေနဲ့ security product တွေကိုလုံခြုံမဲ့ဥပဒေတွေထပ်တိုးထွက်လာနိုင်ပါတယ် အခုလက်ရှိမှာထိုင်းမန်နာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့ပြည်ရင်းကအယောင်ဆိုင်တွေအနေနဲ့ဝယ်သူကခရစ်တိုသုံးပြီးငွေပေးချေလိုက်မှန်းအောင်မတည်ရတဲ့အရန်ချုံမိုးတဲ့ပုံစံနဲ့ငွေပေးချေမှုတွေလုပ်လို့ရနိုင်မှာဖြစ်ကြောင်းဆိုထားပါတယ်။လက်ရှိမှာလည်းဝင်ကြီးဌာနဟာဗဟုဘဏ်နဲ့ပူးပေါင်းပြီးကနအူးစီမံချက်တွေထပ်လာနိုင်ဖို့ကြိုးစားနေကြ။ဘဏ္ဍာရေးဝင်ကြီးဌာနကအတည်ပြုထားပါတယ်။တကယ်တော့ထိုင်းနိုင်ငံအတွင်းမှာခရစ်တိုနဲ့ငွေပေးချေလို့ရနိုင်ဖို့ကို2024ခုနှစ်နှောင်းပိုင်းလောက်မှတည်းကစီစဉ်နေခဲ့တာဖြစ်ပြီး 2025ခုနှစ်ဇန်နဝါရီလမှာတော့ Phuket မှာ crypto နဲ့ငွေပေးချေမှုတွေစတင်ခဲ့ပါတယ်။ဒါ့အပြင် Wi-Fi နဲ့ Classing Data တွေမှာလည်း Bitcoin နဲ့ငွေပေးချေမှုတွေရှိနေပြီဖြစ်တယ်လို့ Data Ring ကစီးပွားရေးလုပ်ငန်းပေါင်း80ကျော်ဟာ crypto နဲ့လက်ခံနေကြပါပြီ။ ဒီချက်တွေကိုကြည့်ရင်ထိုင်းဆိုရဟာခီးသားကဏ္ဍကိုခရစ်တိုနဲ့ပြန်မြင့်တင်ဖို့ကြိုးစားလာနေတာကိုတွေ့ရမှာဖြစ်တယ်လို့မကြခင်မှာထိုင်းရဲ့အတ္တိကခီးသားဝန်ဆောင်မှုနေရာတွေဖြစ်တဲ့ဘန်ကောက်၊ချင်းမိုင်း၊ပတ်တယာနဲ့ဖူကက်လိုဒေတာတွေမှာခရစ်တိုပရိုတွေ DHB ပြောင်းစရာမလိုပဲ USDC လို့ခရစ်တိုတွေနဲ့တတရရငွေရှင်းလို့ရလာနိုင်ပါတယ်။အာဆီယံနိုင်ငံတွေထဲမှာအင်ဒိုနီးရှားဟာအရင်ကခရစ်တို community အကြီးကြီးရှိနေပြီးသားဖြစ်ပေမဲ့ ထိုင်းနိုင်ငံကတော့2025ခုနှစ်အတွင်းမှာခရစ်တိုပိုင်းဆိုင်ရာတိုးတက်မှုတွေတစ်ခုပြီးတစ်ခုချပြလာနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းထိုင်းအစိုးရရဲ့ထုံစံလိုဖြစ်နေတဲ့ဥပဒေတွေကိုခုတစ်မျိုးတော်ကြတစ်မျိုးမလုပ်ဖို့တော့လိုအပ်ပါတယ်။ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့တည်နေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။